ကဲငွေရေးကြေးနဲ့ပတ်သက်ပြီးကိုမိပါတွေတင်ပေးလိုက်ခဲ့ရာတွေကများတကယ်တော့မှားနေခဲ့တဲ့ဆိုင်ရတော့ဘလို့လုံးမလဲစဉ်းစားစရာပဲနော်ဒီနေ့မှာတော့အဲ့ဒီမေးခွန်းကိုတဲတဲမေးထားတဲ့ Robert Kiyosaki ရဲ့ကဘာကျော်စာအုပ် Rich Dad Poor Dad ထဲကအဓိကကျတဲ့အတွေးခေါ်တွေကို ကျွန်တော်တို့အတူတူလေ့လာကြည့်ကြမှာပါဟုတ်ပါတယ်ဒီစာအုပ်ကလည်းလူတန်းပေါင်းများစွာရဲ့ပိုက်ဆံပေါ်ထားတဲ့အမြင်ကိုလုံးဝကိုပြောင်းလဲပစ်ထဲတာကဲဘာကြောင့်လဲဆိုတာကိုအတူတူရှင်းပြကြည့်လိုက်ကြရအောင် ဒီစကားကျွန်တော်တို့အားလုံးကြားဟူးနေကြပဲမို့လားဒါကမျိုးဆက်အဆက်ဆက် lesson ကမ်းလာခဲ့တဲ့ရွှေရောင်စီမံတစ်ခုလိုပါပဲဒါပေမဲ့ Robert Kiyosaki ကတော့ဒီအကြံဉာဏ်ဟာအခုခေတ်မှာအန်တရဲ့အရှိဆုံးအကြံဉာဏ်ဖြစ်နိုင်တယ်လို့ဆိုပါပဲဟုတ်တကယ်ပဲလားကဲစပြီးလေ့လာကြည့်ကြရအောင်အဲ့ဒီတော့ကျွန်တော်တို့ငယ်ငယ်ကလေးကအမန်တရားလို့မယူခဲ့တဲ့စူးစမ်းစားတယ်မှာဆိုတဲ့အကြံဉာဏ်က တကယ်ပဲမာရွေးနေသလား ီစာအုပ်ကဘာကြောင့်အဲ့ဒီလိုစိန်ခေါ်ထားလဲဆိုတာကိုအပိုင်းတင်မှာအရင်ဆုံးကြည့်လိုက်ကြရအောင်။တချက်လောက်စဉ်းစားကြည့်ပါ။အရင်ခေတ်ကဆိုဖွေးတစ်ခုရထိုင် အလုတ်ကွန်ကုန်းကုန်းတစ်ခုကတော်တော်လေးတည်ချတဲ့လောက်ပဲ။ဒါပေမဲ့ခုခေတ်မှာတော့ကဘာကြီးကလုံးဝပြောင်းလဲသွားပြီလေ။နီးပညာတွေစီးပွားရေးပုံစံတွေအကုန်ပြောင်းသွားပြီမဲ့ကျွန်တော်တို့ပညာရေးစနစ်ကပေးတဲ့မြေကြီးဆိုင်ရာအကျဉ်းဉာဏ်တွေကတော့တော့မှကျန်ခဲ့လေ။အဲ့ဒါကပြည်တနာရဲ့အစပဲလို့ဆိုရတယ်။ ဒီလိုခင်းနှောက်ကြကြကြံခဲ့တဲ့စီးမြင့်တွေကိုပဲစပီလိုက်နာနေမဲ့ဆိုရင်ဘယ်ကိုဥတီသွားစင်မလဲစာအုပ်ထဲမှာတော့အဲ့ဒါကိုထောင်ချောက်တစ်ခုလို့တိတိကျကျကိုဖော်ပြချပါတယ်။ကောင်းပြီ။အဲ့ဒီထောင်ချောက်ကဘာလဲ။အဲ့ဒါကတော့နေ့စဉ်ဘဝမှာလူတော်တော်များများသတိမထားမိပဲကြာရောက်နေတဲ့ကြွက်ပြေးစက်ကွိုင်းဆိုတဲ့ထောင်ချောက်ပါပဲ။အပိုင်းနှုတ်မှာအဲ့ဒါရဲ့အတိတ်မြေကိုအသေးစိတ်လေ့လာကြည့်ကြပါမယ်။ကြွက်ပြေးစက်ဝိုင်းဆိုတာကဒီလိုပါ။အလုတ်ကိုပိုကြိုးစားတယ်။လာစာတိုးလာလဲ လာစာတိုးလာတော့အတုံးစီတည်းလဲပိုများလာရောဥပမာကားတလိတစီအင်ကြီးကြီးတလုံးဝဲလိုက်တယ်အတုံးစီများလာတော့အကျွေးတွေတိုးလာလဲအဲ့ဒီအကျွေးတွေဆက်ဖို့အလုတ်ကိုပို့ပြီးတော့တောင်စူးစမ်းရပြန်ရောဒါဟာဘယ်တော့မှမဆုံးနိုင်တဲ့ကံတရားထက်မှပိတ်မိနေတာနဲ့အကျူတူပါပဲဒီစဝိုင်းကဘလို့လုံးလုံးလဲဆိုတာကြည့်လိုက်ပါအောင်ကြောင်းမီတယ်လုံကြုံတဲ့အလုတ်ရှာတယ်ပြီးတော့အိမ်ကားလိုအကျွေးတွေနဲ့ဝဲတယ်ရာထူးတော့ဖို့အလုတ်ကိုပို့စူးစမ်းရဲအခိုးနေပို့ဆောင်လာရတယ်အစိုးလုံးကပါလဲတီလား ကိုတောင်းသမီးတွေကိုလည်းဒီလမ်းကြောင်းအတိုင်းပဲလိုက်ဖို့ပြန်ပြီးအကြံပေးမိကြတာပါပဲဒီလိုနဲ့ဒီတန်တရားကမျိုးဆက်တစ်ခုပြီးတစ်ခုလက်ဆင့်ကမ်းနေတော့တာပေါ့ကောင်းပြီဒီကြပြည့်ဆက်ဝိုင်းကန်ကြီးပြီလို့ယုံထွက်ချမလဲအဖေကတော့အသွေးခေါ်ကိုပြောင်းလဲ့ဖို့ပါပဲဒီစောင်းရဲ့အခြေကချက်ကတော့ငွေချင်းနဲ့ပတ်သက်ပြီးလုံးမကွဲပြားတဲ့အမြင်ရှိတဲ့အဖေနှစ်ယောက်ထွက်သေးဖေနဲ့ဆင်းရတဲ့အဖေတို့ရဲ့နိုင်ရှင်ချက်ကနေလာတာပါဒီမှာအဓိကဇက်ကောင်နှစ်ယောက်ကိုကြည့်လိုက်ပါတယောက်ကစာရေးသူရဲ့တကယ်အဖေ PhD ဘွေရာပညာတက်ကြီးစင်းရဲတဲ့အဖေပါနောက်တစ်ယောက်ကသူသူငယ်ချင်းရဲ့အဖေရှစ်တန်းတောင်မအောင်ခဲ့တဲ့သူထဲအဖေပါပညာရေးမှာဒီလောက်กว่าပေမဲ့ငွေကြေးရလက်မှာတော့လုံးဝပြောင်းပြန်ဖြစ်ခဲ့တယ်တယောက်ကဘဝတစ်လျှောက်လုံးငွေရေးကြီးရေးရုံးကန်ဖေးရပြီနောက်တစ်ယောက်ကတော့ဟာဝိုင်ရဲ့အချမ်းသာဆုံးလူတွေထဲကတယောက်ဖြစ်လာခဲ့လေဘာကြောင့်လဲသူတို့ရဲ့အဓိကကွာခြားချက်ကငွေပေါ်ထားတဲ့အမြင်မှာစတင်ပါတယ်စီတဲ့တဲ့ဖေးကပိတ်ဆံကိုတက်မှတ်ခြင်းဟာမကောင်းမှုရဲ့အရင်အမြင့် လို့ယုံကြည်တယ်။ဒါကပိတ်ဆံကိုရှောင်ပေးရမယ့်အရာအဖြစ်မြင်စေတယ်။တတိယအဖြစ်ကတော့ပြောင်းပြန်ပိတ်ဆံမရှိခြင်းကသာမကောင်းမှုရဲ့အရင်အမြစ်လို့ပြောတယ်။ဒီအတွေးကပိတ်ဆံကိုပြဿနာဖြေရှင်းဖို့ကိရိယာတစ်ခုအဖြစ်ရှုမြင်စေတယ်။တို့ရဲ့နေ့စဉ်သုံးစကားမှကိုပဲဒီကွာကြချက်ကအရင်ထင်ရှားပါတယ်။စင်ရတဲ့အဖြစ်ကငါတော့ကိုမတက်နိုင်ဘူးလို့ပြောတဲ့အခါအဲ့ဒါကစကားစောက်အဆုံးတက်လိုက်လို့ပဲဦးနောက်ကအလုမလုပ်တော့ဘူး။ဒါပေမဲ့တတိယအဖြစ်ကကြတော့ငါတော့ကိုဘလို့တက်နိုင်အောင်လုပ်မလဲ။ လူမေးခွန်းထုတ်တဲ့အခါဦးနောက်ကိုအဖြေရှာဖို့တကောက်ဖွင့်ပေးလိုက်တယ်လို့ပါပဲအလော့ဂိုင်းနဲ့ပတ်သက်တဲ့အကြံဉာဏ်မှလည်းဒီလိုပါပဲစင်းရတဲ့အဖေကကုမ္ပဏီကောင်းကောင်းတစ်ခုမှအလောက်လုံနိုင်ဖို့စာကြိုးစားခိုင်းတယ်ဒါကဝမ်းထမ်းတယောက်ရဲ့လမ်းကြောင်းပါထချီအဖေကတော့ကုမ္ပဏီကောင်းကောင်းတစ်ခုကိုဝယ်နိုင်ဖို့စာကြိုးစားခိုင်းတယ်ဒါကပိုင်ရှင်တယောက်ရဲ့လမ်းကြောင်းပါတယောက်ကပိတ်ဆံအတူအလောက်လုံနေပြီးနောက်တယောက်ကပိုင်ဆိုင်မှုတွေတိစောက်နေတာပါ စွန်းစားမှု risk အပေါ်မှာလည်းအမြင်မတူပါဘူးဆင်းရဲတဲ့အဖေအတွက်တော့ပိုက်ဆံနဲ့ပတ်သက်ရင်လုံခြုံတာအကောင်းဆုံးပေါ့ဒါကြောင့်ငွေကိုဘဏ်ထဲမှာပဲစုထားတတ်တယ်တတိယအဖေကတော့စွန်းစားမှုကိုရှောင်တာမဟုတ်ဘူးစီမံခန့်ခွဲတဲ့အောင်တင်ယူရမယ်လို့ယုံကြည်တယ်ဘာလို့လဲဆိုတော့တကယ်ကြွယ်ဝချမ်းသာမှုကစီမံခန့်ခွဲတတ်တဲ့စွန်းစားမှုတွေရဲ့နောက်ကွယ်မှာပဲရှိနေလို့ပါပဲဒီလိုဆိုရင်တတိယအဖေရဲ့အတွေ့အခေါ်ကိုဘလို့လက်တွေ့မွေးမြူမလဲ ်စာအုပ်ထဲကအစွမ်းထက်ဆုံးအပိုင်းကတော့ Robert Kiyosaki ကိုတိုင်ကိုနိတာအွေမှာရခဲ့တဲ့ပထမဆုံးသင်ခန်းစာပါပဲအဲ့ဒါကတော့ငွေအတွက်အလုံမလုံပါနဲ့ဆိုတဲ့သင်ခန်းစာပါဆလင်ကဒီလိုစပါတယ်ကိုနေရ Robert နဲ့သူ့တငယ်ချင်း Mike တို့ကတထေးဖေစီမှာတထေးဖေနီကိုအသင်ချင်ခဲ့ကြတယ်။တထေးဖေကသူတို့ကိုသူ့ရဲ့ဆိုင်တဆိုင်မှာအလုံလုံခိုင်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလောက်ကသူတို့ထင်ထားသလိုလုံးမဟုတ်ခဲ့ပါဘူး။သူတို့ရဲ့လောအားခါကဒနာယီကိုဆယ်ဆင့် ဟုတ်ပါတယ်တဆဲစင်သေးပါအဲ့ဒီခင်မာတော်ဒါကအလွန်မြင်းနီးပါတဲ့ပမာဏပါသူတို့ဟာစနေနေ့တိုင်း3နာရီကြာအလုပ်ကျူစာလုပ်ခဲ့ပေမဲ့ရတာကဘာမှမဟုတ်တော့ပါပဲဒါဟာသူတို့ကိုသင်ခန်းစာတစ်ခုပေးဖို့တထဲဖေတမင်တကာလုပ်ခဲ့တာပါရက်တတအနေနဲ့ချာတော့ Robert ဟာခေါင်းဖုံးဖက်ခံနေရတယ်လုပ်ခန်းစာလာပြီးဒေါသတကြီးနဲ့အလုပ်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူမသိချေတာကော့ သူရဲ့ဒီဒေါသနဲ့မချေနှမှုဟာပြီးတထေးစောင့်မြောင်နေတဲ့အချက်ပြမှုဖြစ်ပြီးတကယ့်တင်ငန်းစာကအခုမှဆက်တင်တော့မှာဆိုတာပါပဲ။ရောဘတ်ကလာစာတိုးတောင်းတဲ့အခါတတိယဖြေက တိုးမပေးတဲ့အပြင်ပိုပြီးအံ့ဩစရာကောင်းတဲ့ကံလမ်းမှုတစ်ခုလုပ်ခဲ့ပါတယ်။အဲ့ဒါကတော့လာစာလုံးဝမယူဘဲအလကားအလုပ်ဆက်လုပ်ဖို့ပါပဲ။ဘလို့ကလေးတယောက်ကဒီလိုကံလမ်းမှုကိုလက်ခံမှာလဲ။ဒါပေမဲ့အဲ့ဒီမှာတင်ငန်းစာရဲ့အဓိကအချက်ရှိနေပါတယ်။တီးမှာပါပဲ။စာအုပ်ရဲ့အဓိကဆုံးစင်ခန်းစာ ။စင်ရဲသားနဲ့လူလက်တန်းစားတွေကပိတ်ဆံတော့အလုတ်လုတ်ကြတယ်။သူသေးတွေကတော့ပိတ်ဆံကိုသူတို့အကအလုတ်လုတ်ခိုင်းတယ်။လာစာမယူပဲအလုတ်လုတ်ခိုင်းခင်အားခေသူသေးအဖေကကောင်းလေးတွေကိုလာစာပေါ်မိခေါ်နေတဲ့စိတ်ကိုဖယ်ရှားပြီးပိတ်ဆံရှာနိုင်မဲ့အခွင့်လန်းတွေကိုမျက်စိဖွင့်ပြီးရှာတတ်အောင်သင်ပေးနေလာပါ။ဒီတော့အဓိကကဘာလဲ။ဒါအစီအနေစိတ်ထားပြောင်းလဲခြင်းပါပဲ။ လားစာမရရင်ဘူးလို့လုံးမလဲဆိုတဲ့ကြောက်စိတ်ကြောင့်ကြွပြင်းဆက်ဝိုင်းရင်မှပိတ်မိမနေပဲကိုပတ်ဝင်းချင်းကပြဿနာတွေကိုအခွင့်အလမ်းဖြစ်မြင်ပြီးတခြားသူကိုအပြစ်တင်မဲ့စားကိုတိုင်းတွေးခေါ်ဖြေရှင်းတတ်ဖို့ပါပဲအဲ့ဒါကမှ တကယ်ငွေကြီးပညာရေးရဲ့အစားပါပဲဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့ Rich Dad Poor Dad ကတွေးခေါ်တွေကအစားပဲရှိပါသေးတယ်ဒါပေမဲ့နောက်ဆုံးအနေနဲ့ဒီမျိုးခွန်းလေးကိုခုခုကိုဖျက်မြေးချစ်စေချင်ပါတယ်နေ့စဉ်ဘဝကငွေချေနဲ့ပတ်သက်ပြီးဘာတွေသင်ပေးနေသလဲ ကြောက်စေးချောင်းအလုလုနေတာလားဓမ္မမုတ်အခွင့်လန်းတွေကိုရှာဖွေနေတာလားအဲ့ဒီအဖြေကငွေချီအနာကတ်ကိုပုံဖော်ပေးသွားမှာပါ